တကယ်တော့ကျွန်တော်တို့ကဗုဒ္ဓကိုကျွန်တော်တို့ကအမှန်တိုင်းကျွန်တော်ဆိုလို့ရှိရင်ဗုဒ္ဓကိုကျွန်တော်ကိုးကွယ်တာပေါ့စီးကပ်တာအဲ့ဒီအတိတ်ပဲနှစ်ခုကမတူဘူးဗျကိုးကွယ်တယ်ဆိုတာကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့လုံလမပါပဲနဲ့သူ့သူ့ကိုတပန်းလောက်တာသိလားသူ့သူ့ဘုံမှာအရန်မိခိုးတာသူကငါ့ကိုဘာများပေးမလဲကြောက်လားသူ့ကကတော့လာရင်သူငါ့ကိုဘာများပြန်ပေးမလဲငါ့အတွက်ကောင်းကျိုးချမ်းသာတစ်ခုခုလက်လာပါတစ်ခုခုသူငါ့ကိုဘာများပြန်ပေးမလဲဆိုရယ်စိတ်အဲ့ဒါကိုးကွယ် စီးကတ်တာကြတော့တော့ပါလဲဆိုတော့သူ့ရဲ့အတွေးခေါ်သူ့ရဲ့အယူအဆနဲ့သူ့ရဲ့နီးနာနေတရားတွေကိုငါကြင်ကြံလို့ရတယ်သူဒီလိုပြောပြလို့ငါကြင်ကြံလို့ရဆိုပြီးတော့သူ့ဟိုကိုယ်မှာပြဿနာတစ်ခုခုရှိတိုင်းမှာသူ့ရဲ့လီးလန်းနေတဲ့ကနေပြီးတော့မှာကိုယ်ပြဿနာကိုဖြေရှင်းလို့ရနိုင်မဲ့ solution တွေသူ့ထဲထဲကနေတော့တွားရှာအဲ့ဒါကြတော့ဗုဒ္ဓကိုစီးကတ်တာဖြစ်သွားတယ်ကိုယ်ွယ်တာမဟုတ်ဒါကြတော့ကျွန်တော်ကဗုဒ္ဓကိုကိုယ်ွယ်အောင်မဟုတ်ဗုဒ္ဓကိုစီးကတ်တာ ဗုဒ္ဓကိုကျွန်တော်ကဥပမာဆိုရပါမယ်ဖခင်ရုပ်သူကြီးရှေ့သွားထိုင်ပြီးတော့ထိုင်ကြတော့နေုံနဲ့ဗုဒ္ဓကျွန်တော်ဘာမှပေးမှာမဟုတ်ဘူးလေ။ तू ပြောပြီးသားလေ။ तू က तू ပြောပြီးသား तू ရှင်းရှင်းလေးပဲ။အဲလုံးဝဖြစ်မယ်မလုံးဝဖြစ်ဘူး။ဒါပဲလေ။ तू လည်းလုံးပြွားသွားပဲ။မင်းတို့လုံးဝရမယ်။မလုံးဝတော့မရဘူး။ထိုင်ကြတော့နေုံဗုဒ္ဓပြောမှာဆိုလို့ရှိရင် God မဟုတ်ဘူး။ Creator လည်းမဟုတ်။ဆိုတော့လူငယ်တွေဘာသာရေးကိုစိတ်ဝင်စားလာတာမြင်ရတဲ့အတွက်ဝမ်းသာပီတိဖြစ်မိပါတယ်။ တို့တော်လည်းပဲလူအပ်တာလေးတွေကိုတော့ပြောပြပါရစေနော်ရွှေကိုမှတ်ကြောက်ပေါ်တင်ပြီးစစ်စစ်ကြည့်မှအတုအစစ်သိနိုင်သလိုဗုဒ္ဓဘာသာဝင်စစ်စစ်ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုလည်းတရဏဂုံနဲ့စစ်စစ်ကြည့်မှသိနိုင်ပါတယ်တရဏဂုံပြက်နေပြီဆိုရင်ဗုဒ္ဓဘာသာဝင်စစ်စစ်မဟုတ်တော့ပါဘူးဗုဒ္ဓကိုမကိုးကွယ်ဘူးဆိုတဲ့ကိုကတရဏဂုံပြက်နေပါပြီဗုဒ္ဓကိုမကိုးကွယ်တဲ့အတွက် တရဏဂုံပြက်နေတဲ့လူတယောက်ဟာဗုဒ္ဓအဘောကိုဘယ်လိုစိတ်မျိုးနဲ့ယုံကြည်စည်းကပ်နိုင်မလဲစဉ်းစားကြည့်ပါနော်လူတယောက်ကအခြားလူတယောက်ရဲ့ထံမှာစည်းကပ်တယ်ဆိုတာအဲ့ဒီလူကိုအားထားယုံကြည်လို့ဖြစ်ပါတယ်အားထားယုံကြည်တဲ့စိတ်မရှိဘူးဆိုရင် သူ့ထံမှာစည်းကပ်မှာမဟုတ်ပါဘူးကိုယ်ကိုယ်ချင်းနဲ့စည်းကပ်ခြင်းဆိုတာဟာဒွန်တွဲပြီးနေပါတယ်ဒါကြောင့်ဗုဒ္ဓံတရဏံခိစ္ဆာမိကိုအနက်ပေးတဲ့အခါမှာ ဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟူ၍ကိစ္ဆာမိစိကပ်ပါဤလို့အနက်ပေးပါတယ်။အဲ့ဒီလိုအနက်ပေးခြင်းကိုကြည်သောအဖြစ်ကိုးကွယ်မှုနဲ့စိကပ်မှုသည်တွန်တွဲနေတယ်ဆိုတာကိုသိတာလောက်ပါတယ်။နားလည်နိုင်ကြပါစီ။